ချစ်မှုနဲ့ပုံမှန်438ပုံမှန်ပဲကြာကြီးရာနိုင်ငံတော်၏ကုလသမဂ္ဂပေါ်ချုပ်ရေးတရားစီရင်ရေးအာဏာတော်ကတော်တော်ကောင်းပြီးကြီးကျယ်ထံသို့ကျွဲအပ်တောင်းပေးလိုက်ပြီဒီမိုကရေစီအရတန်းဆိုးရလက်ထဲကနေအာဏာသိမ်းယူခဲ့တာဟာငါးနှစ်နီးပါးကြာမြင့်တော့မဲ့အချိန်ရောက်မှအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အပါဝင်၁၈ဦးကိုအကြမ်းဖက်သမားတွေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG အကြမ်းဖက်တိုက်ဖျက်ရေးဗိုလ်အဖွဲ့ကနိုဝင်ဘာ25ရက်ရက်စွဲနဲ့ရုတ်တရက်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဆီယနာရှင်တွန်လန်ဤကာလတလျှောက်လုံးပြည်သူတွေကဆေးဥစုကိုအကြမ်းဖက်သမားတွေအဖြစ်သတ်မှတ်တိုက်ခိုက်နေပေမဲ့ NUG နေနဲ့တော့အာနာသိမ့်ပြီး9နှစ်နီးပါးအကြာမှ၎င်းတို့ကိုအကြမ်းဖက်သမားတွေအဖြစ်တရားဝင်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ NUG ရဲ့အကြမ်းဖက်ဖြစ်အေးအေးယူမဲ့ဆင်းမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ဒုတိယသမရဦးမြင့်စွေရဲ့အမိကိုလည်းထည့်သွင်းကြေညာထားတာပါအကြံဖတ်ဆေးအုပ်စုဟာလွန်ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်နေ့ကလေးကဥပဒေမဲ့အာဏာသိမ်းကနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့အစိုးရအဖွဲ့ဝင်တွေကိုဖမ်းဆီးပြီးနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့တာလည်းဖြစ်ပါရယ်။ဒါပေမဲ့အဲ့ဒီအချိန်ကလေးကကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်အခု2025ခုနှစ်ရောက်မှစစ်ကောင်းဆောင်ပို့ချုပ်မှုကြီးမရောက်လာရင် ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ဗိုလ်ချုပ်ကြီးမြတ်ထုံးနဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကိုအကြမ်းဖက်သမားတွေဖြစ် NUG ကကြေညာချက်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးရာပြေဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းဒုတိယဗိုလ်ချုပ်ကြီးစိုးထွတ်ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့လည်းပါဝင်ပါတယ်။ဒါအပြင်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌတီခွန်မြတ်နဲ့ NLD ဒုတိယသမ္မတဟောင်းဦးဟင်နရီဘန်ဒီယူအပါအဝင်စစ်ကောင်မရှင်လောက်ခံဝင်ကြီးတွေဖြစ်တဲ့ဦးဝနမောင်လွင်ဦးတန်းဆွေနဲ့ဒေါက်တာတီရာဦးတို့ကိုလည်းအကြံဖက်သမားတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။အခုလိုကြေညာတာဟာအကြံဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ6ပုံမှ ခွဲ9နဲ့ပုံမှ82ပုံမှ ခွဲခါခွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးတာဖြစ်တယ်လို့ NUG ကဆိုပါတယ်။ဆေးဥစုအာနာသိမ့်ပြီးနောက်9နှစ်နီးပါးကြာမှထွက်ပေါ်လာတဲ့အဲ့ဒီကြေညာချက်မှာ စည်ယုံစုခန့်ရွေးကောက်ပွဲကော်မရှင် UEC ဖွဲ့ဝင်25ဦးကိုလည်းထည့်သွင်းထားပါတယ်။၎င်းတို့မှာဦးသိန်းစိုးဦး၊ဦးတောင်းတင်၊ဦးတန်းထွန်းအစရှိသူတွေလည်းပါဝင်ပါတယ်။အကြမ်းဖက်တိုက်ဖြတ်ရေးဘုအဖွဲ့ဟာဥပဒေအရအကြမ်းဖက်သမားတွေကိုအရေးယူနိုင်ရေးဆောင်ရွက်မှာဖြစ်ပြီးတော်လိုင်းအင်အားစုတွေနဲ့ပြည်သူတွေပူးပေါင်းပါဝင်ဖို့ NUG ကတိုက်တွန်းထားပါတယ်။တရုတ်ကျောင်းဝင်မှုနဲ့စစ်ကောင်မရှင်လိုကြ TNL တပ်ဖွဲ့တွေဖယ်ပေးရမယ့်မိုးကုန်းမြို့တွင်းကို စစ်ကောင်မရှင်တက်တွေဝင်ရောက်လာပြီးဖြစ်တယ်လို့သိရပါတယ်။မိုးကုံမြို့ကိုကာကွယ်ဖို့ရောက်ရှိနေတဲ့တွန်လိုင်းတပ်ဖွဲ့တွေကိုပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့နဲ့19ရက်နေ့တွေမှာ TNL ကတွစ်ဆုံပြီးစစ်ကောင်မရှင်တက်ကိုအနှောက်ယှက်ဟန်တာမပြုတ်လုဖို့နဲ့မျိုးကနေစုတ်ခွာပေးဖို့ပြောဆိုခဲ့တယ်လို့တွန်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်။ကျွန်တော်တို့ကိုနှစ်ကြိမ်ခေါ်ပြောတယ်။ထွက်သွားတဲ့တပ်တွေလည်းထွက်သွားကြပြီ။တရုတ်ဘက်ကဘာဖီယာတွေရှိလဲပုံမှန်နည်းနည်းမသိရတော့ ကျွန်တော်တို့လည်းလုံရကန်ရခတ်တယ်လို့မိုးကုံးမြို့ကိုရောင်းရှိနေတဲ့တွန်လိုင်းတက်ဖွဲ့ခေါင်းဆောင်တူက ARD Times ကိုပြောပါရတယ်။ TNL ရဲ့ညွန်ကြားချက်နဲ့မိုးကုံးမြို့တွင်ရှိတွန်လိုင်းတက်အများစုမှာမျိုးပြင်ကိုဆုတ်ခွာပေးထားရပြီးစစ်ကောင်မရှင်တက်ကတော့မျိုးအတွင်းစိတ်ဝင် ရောက်ရှိလာနေတယ်လို့သိရပါတယ်။မိုးကုံးမြို့နယ်တွင်ရှိအစိုးရယုံဌာနတွေကြောက်ခွားခိတ်နဲ့ပြောင်းမြင်ရွာထိပ်ရှိရတနာလုပ်ွက်တွေမှာ စစ်ကောင်မရှင်တပ်ဖွဲ့တွေတက်ဖြန့်ပြီး TNL အကူအညီနဲ့ရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။မိုးကုံမြို့အတွင်းစစ်ကောင်မရှင်တပ်တွေဝင်ရောက်လာတဲ့အတွက်မြို့ကန်အများစုမြို့အတွင်းကနေအလုံးရင်းနဲ့ထွက်ခွာနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။မိုးကုံမှာဘူးမှမရှိတော့ဘူးပေါ့နော်။အော်မှကြည့်ပါ။အိမ်တွေလဲချောကလက်လို့လူတွေလဲတရားမှမရှိကြတော့ပါဘူးရှင်။စစ်ကောင်မရှင်နဲ့ TNL တက်တို့ညှိနှိုင်းထားမှုအရာ အခုလာမယ့်နိုဝင်ဘာ29ရက်နေ့နဲ့30ရက်နေ့တွေမှာ TNL တက်တွေမြို့အတွင်းကနေအပီးထွက်ခွာရမှာဖြစ်ပါတယ်။အယံရီတိုင်းပသိမ်ခရိုင်တာဝောင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာအရခတက်တော်အေးနဲ့စစ်ကောင်မရှင်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေရာစစ်ကောင်မရှင်တပ်ကဒဏ်ရာရလူနာတွေပသိမ်ကိုအလုံးရင်းနဲ့ရောက်ရှိနေတယ်လို့သတင်းရရှိပါရယ်။ နေမျက်နှာမျိုးနယ်အတွင်းကနေရောင်းရှိလာတဲ့ဒဏ်ရာရစစ်ကောင်မရှင်တပ်သားတွေကိုပသိမ်စစ်မြေပြင် စေးတန်ရင်မဆားရလေးမှာကုသပေးနေရလူနာတွေများပြားတဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရပါဗျ။ရှေ့တဘက်ကနေမျက်နှာဘက်ကနေပြီးစစ်ကားကြီး14စီးနဲ့လူနာနဲ့လူတွေတွေပြန်သေးလာတာအခုတာမောင်းဘက်ကနေပါလူနာတွေထက်ရောက်လာတယ်။ကုလို့မနိုင်တာတွေကိုရန်ကုန်ကိုပို့နေရတယ်လို့သိရပါဗျ။စီဟေးသတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။ အခုရံပိုင်းတွင်တိုက်ပွဲပြင်းထန်လာတဲ့တာပေါင်းမြို့မှာတဲပြူရွာတိုက်ပွဲကဒံယာရစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေပသိမ်မဆရလေးကိုထတ်မှန်ရောက်ရှိလာတာကြောင့်နေရအခက်ခဲနဲ့စေဝါသွေးဆရာဝန်သူနာပြုလုံလောက်မှုမရှိတော့တဲ့အတွက်အရေးပေါ်လူနာတွေကိုရန်ကုန်ကိုပို့ဆောင်နေရတယ်လို့ပသိမ်သတင်းထူတပ်ဖွဲ့စီကသိရပါဗျ။နောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခါကတပ်သားသစ်စုဆောင်ပြီး ARN စစ်မျက်နှာပြင်ကိုပို့ဆောင်ခံထားရတဲ့တပ်ဖွဲ့ဝင်အများစုမှာ တာပေါင်းလင်းကျင်းရွာဘက်မှာပြန်လည်ထွက်ပြေးမှုတွေရှိနေတာကြောင့်လိုက်လံဖမ်းဆီးနေရတယ်လို့သိရပါဗျ။အခုလိုထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာနေမြေကျွမ်းကျင်မှုမရှိတာကြောင့်၎င်းတို့ခင်းထားတဲ့မိုင်းတွေကိုပြန်နှင်းမိပြီးသေဆုံးမှုတွေလည်းများပြားတယ်လို့သိရပါဗျ။နာတခဟာတပ်သားတစ်တွေကြောင့်ဆုံးမှုကိုဆက်သွယ်ရှိသလောက်သာအကြောင်းကြားနိုင်ပြီးအခုနောက်ပိုင်းတိုက်ဆုံသူတွေကိုမိသားစုတွေစီအကြောင်းကြားထားတာမရှိတော့ဘူးလို့သိရပါဗျ။ဒါကြောင့်မိသားစုဝင်တွေမှာ အပိုင်အုပ်ချုပ်ရေးမှုရဲ့ဖုံးဆက်သွယ်အသိပေးမှုကြောင့်သာတည်ဆုံးကြောင်းကိုလာတော်ကြမြင့်မှ သိရှိရပါတယ်။ကွာကန်းကျေးမှာလှည့်လည်နေတဲ့စစ်ကောင်မရှင်ရဲ့နေပြည်တော်စည်းဟာပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကစတင်ပြီးကျေးရွာတွေအတွင်းကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနဲ့တာမောင်မြို့နယ်တဲပြူကျေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ တိုက်ပွဲတွေအတွင်းနဲ့တိုက်ပွဲမရှိဘဲပြည်သူကိုပြစ်မှတ်ထားဘုံကျဲနေတဲ့လေရင်မှုတွေပင်ပန်းနေကြောင်းတင်ပြခဲ့တဲ့စေဦးစီးအရာရှိချုပ်လေးကိုယာရုကနေအနာပေးလိုက်တယ်လို့သိရပါဗျ။စေဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကပြည်သူတွေကိုနေ့စဉ်ရက်ဆက်ဘုံကျဲတပ်ဖြတ်နေတဲ့လေရင်မှုတွေဘုံကျဲနေရတာဟာပင်ပန်းနေပြီဖြစ်တယ်လို့တင်ပြခဲ့ပြီးအချင်းရေလျှော့ပေါ့ပြန်တမ်းပေးဖို့ပြောဆိုခဲ့တဲ့အတွက် စီကောင်မရှင်က၎င်းကိုယာရုကအနာပေးလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။ကြီးတက်ကအသက်ပေးပြီးတိုက်နေတာလေတက်က မလုံပေးနိုင်စရာဘာအကြောင်းမှမရှိဘူး။ပင်မန်းနဲ့မလုံနိုင်ဘူးဆိုရင်ထွက်ဆိုပြီးယာရုကအနာပေးလိုက်တာလို့တက်တဲ့ရင်းမြစ်က ARR Times ကိုပြောပါရတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုယာရုကအနာပေးပြီးနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါဗျ။ အဲ့လိုပြောင်းရွှေ့ပြီးနောက်စေဦးစီးရရှိချုပ်လေးဖြစ်ဗိုလ်ချုပ်ထွန်းဝင်းကိုပြောင်းလဲအစားထိုးခတ်ထားတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွေးကောက်ပွဲနီးကပ်လာချိန်မှာတံပြောင်းလဲတွေကိုအများဆုံးပြုလုပ်လာပြီးစေရရှိတွေကို ပြောင်းလဲခတ်တာ ခေါ်ယူစစ်ဆေးတာနဲ့ယာရုကအနာပေးတာတွေကိုစက်တိုက်ပြုလုပ်လာပါဗျ။ကြီးရင်လေး၃ခုရှိတဲ့စစ်တပ်မှာကြီးတက်ကအရာရှိတွေကိုအရေးကြီးတာဝန်တွေအဓိကပေးထားပြီး ကြီးတက်ကအသက်ပေးတိုက်ခိုက်နေတဲ့အတွက်ယာရူကြီးတွေနဲ့တင့်တော်ရဲဆိုတဲ့ပြောဆိုမှုတွေစင်ယာရှိပိုင်းတွေမှာသတင်းထွက်ပေါ်နေပါတယ်။အခုအနာပေးခံရတဲ့စီဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ရဲ့တင်ပြချက်ကိုလည်းအလုံးမလုံးနိုင်ရင်ယာရူကအနာပေးတဲ့အနေအထားဖြစ်နေပြီးကြီးတက်ကခွန်ယူရင်24နိုင်ပြည့်လှုပ်လို့ရမယ်ဆိုတဲ့ပြောဆိုချက်တွေတက်တွင်းမှာထွက်ပေါ်နေတယ်လို့သိရပါတယ်။ကြီးတက်ကယာရှိတွေနေရာရယူနိုင်ရေးအတွက် ။ရာရုစီနီယာကြတဲ့ရေရက်နဲ့လေရက်အရာရှိတွေကို အရန်ဖက်ကိုအကြောင်းပြဖယ်ရှားတာတွေပြုလုပ်နေတယ်လို့လဲတက်တရင်ရင့်မြစ်ကဆိုပါရယ်။ဒီဇင်မာလမှာပြုလုပ်မဲ့မြန်မာရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိလာမှာမဟုတ်လို့ရလတ်ကိုပယ်ချဖို့အမေရိကန်လွှတ်တော်မတ်တွေကဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကိုတောင်းဆိုပါရယ်။အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌဂျန်နီရှာဟင်းအောက်လွှတ်တော်မတ်ဘရိုင်းမတ်နဲ့ အောက်လွတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌဂရီဂိုရီမစ်တို့ကတရုတ်ရဲ့ထောက်ခံမှုနဲ့မြန်မာစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကြေညာချက်တည်းထုတ်ပြန်ခဲ့တာပါမြန်မာစစ်ကော်မရှင်ရဲ့ဒီဇင်ဘာရွေးကောက်ပွဲဟာအတူယောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်ပါတယ်လို့အမေရိကန်လွှတ်တော်မတ်တွေကပြောပါတယ်2021ခုနှစ်အာနာသိမ့်မှုနဲ့မြန်မာပြည်သူတွေပေါ်ကြမ်းဖက်မှုတွေကျူးလွန်တာတွေဆက်ရှိနေတာတွေနဲ့အတူ ရွေးကောက်ပွဲမှာတရုတ်ရဲ့ထောက်ခံမှုနဲ့တရားဝင်မှုရရှိဖို့ပုံဖော်ထားတယ်လို့၎င်းတို့ကဆိုပါတယ်အောက်လွတ်တော်နိုင်ငံသားရေးကော်မတီဟာမကြသေးမီကကြားနာပွဲတရက်ပြုလုပ်ကတရောက်သူတွေကမြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲတရားဝင်မှုကိုထွက်ဆိုခဲ့ကြပါတယ်မြန်မာပြည်သူတွေသူတို့လူလာတဲ့အစိုးရကိုလွတ်လပ်ပြီးတရားမျှတစွာရွေးချယ်ခွင့်ကိုညှင်းဆန်မဲ့ရွေးကောက်ပွဲရလဒ်တွေကိုလက်မခံဖို့ဒေါ်နယ်ထရမ့်အစိုးရကိုတိုက်တွန်းပါတယ်လို့အမေရိကန်လွှတ်တော်မှတ်တွေကပြောပါတယ် ေတံအကျဉ်းချမှုနဲ့နှိမ့်ဆက်မှုတွေရှင်းလင်ကစားမြမပြည်သူတွေဟာစစ်ကောင်မရှင်ရဲ့အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ပါတယ်လို့၎င်းတို့ကဆက်ပြောပါတယ် NLD အပါဝင်2023ခုနှစ်အတွင်းနိုင်ငံရေးပါတီများစွာကိုစစ်ကောင်မရှင်ကဖျက်သိမ်းတာနဲ့တူအတိုက်ခံတွေကိုအကျဉ်းချမှုဖိနှိပ်မှုကြောင့်လာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုရှိလာမှာမဟုတ်ဘူးလို့အမေရိကန်လွှတ်တော်မှတ်တွေကဆိုပါတယ်။ဒီအခြေအနေတွေကြောင့်အမေရိကန်နိုင်ငံကမြန်မာစစ်ကော်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲကို ပြက်ပြက်သားသားပယ်ချရပါမယ်လို့၎င်းတို့ကပြောပါရယ်ဒီဇင်မာလမှာစတင်မဲ့မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုရှိမှာမဟုတ်တလို့အများယုံကြည်လက်ခံမှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဆီယာဆက်ဖောင်ကကီယွန်ကပြောပါရယ်မြန်မာရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတမှုရှိဖို့ကျွန်တော်တို့လိုလားပေမဲ့အဲ့လိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါရယ် ကျွန်တော်ခန်းစားချက်ကတော့မြန်မာရွေးကောက်ပွဲကိုအတိမတ်မပြုပါဘူးလို့၎င်းကပြောပါရယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲဟာပြုပြင်ပြောင်းလဲရေးလှေကားတစ်ခုဖြစ်လာနိုင်ပြီး2010ပြည့်နှစ်ရွေးကောက်ပွဲမှာဦးသိန်းစိန်ဟာတမရဖြစ်ရွေးကောက်ခံရပြီးဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးခဲ့ကနောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့တယ်လို့သူကဆိုပါရယ်။အနာစာရှိတဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီကိုပြန်သွားဖို့အခွင့်အလမ်းကောင်းတစ်ရက်ဖြစ်လာနိုင်ပါတယ်လို့ ဆီယာဆက်ကဆက်ပြောပါရယ်လူသားချင်းစာနာမှုကိုအခြေခံပြီး အသက်80နှစ်ရွယ်တောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ပြင်သစ်နိုင်ငံဆိုင်ရာထိုင်းတန်မတ်အဟောင်းဖြစ်သူ၎င်းကမြမအာနာပိုင်တွေကိုတောင်းဆိုခဲ့ပါရယ်တောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်ကြပါပြီတခါတရံကျွန်တော်တို့ဟာမှန်ကန်တဲ့အရာကို ပြောရပါမယ်လို့သူကဆိုပါရယ်ရွေးကောက်ပွဲပထမဆင့်ကိုဒီဇင်ဘာ28ရက်ဒုတိယဆင့်ကိုဇန်နဝါရီ17ရက်မှာကျင်းပမှာဖြစ်ပေမဲ့ နောက်ပိုင်းဆင်းတဲ့ရွေးကောက်ပွဲရလက်ထုတ်ပြန်မဲ့ရက်ကိုတော့မကြေညာရသေးပါဘူး။